ရားနာပိတများအတွေ့မသေးခြင်းအသက်ရှူပါလို့အမိပေးထားတဲ့တရားတစ်ပုဒ်နဲ့ဓမ္မဒါနတရားအလှပေးလှူမှာဖြစ်ပါတယ်။လောကမှာသေခြင်းနဲ့လူရဲ့လူတယောက်မှမရှိပါဘူး။တခါတည်းစိတ်ညစ်တဲ့အခါစိတ်ဖိစီးမှုလွန်ခဲ့တဲ့အခါမျိုးတွေမှာငါသေသွားရင်ကောင်းမှာပဲ။ငါမြန်မြန်သေသွားရင်အေးမယ်လို့ပြောတတ်ကြပါတယ်။စကားဖြစ်နေတာပြောတာပါတကယ်မသေခြင်းကြပါဘူး။ တကယ်မသိခြင်းတဲ့ပုဂ္ဂိုလ်တွေအတွက်ဘရောမမသိနိုင်တဲ့နေရာရှိပါတယ်ဘရောမမသိနိုင်တဲ့နေရာကတော့နိဗ္ဗာန်ပါပဲနိဗ္ဗာန်ကိုပါဠိလိုခေါ်တဲ့စကားလုံးကြီးအများကြီးရှိတဲ့ထဲကတလုံးကတော့အမတလို့ခေါ်ပါတယ်အမတကိုပဲအရထဲမှာတော့အမတအမတနဲ့ပြောကြတာပေါ့မတဆိုတာသေတာအဆိုတာကမရှိမဟုတ်အဲ့တော့အမတဆိုတော့မသေတာမသေခြင်းသဘောမသေတတ်တဲ့သဘောမသေရသဘောကို အမတနိဗ္ဗာန်လို့ခေါ်ပါတယ်။ယ ahanan ဖြစ်နေပြိနိဗ္ဗာန်ဆန်းသွားလို့တနည်းပြောရရင် ahanan ဖြစ်ပြီးလို့သိသွားလို့နိဗ္ဗာန်ချမ်းသာကိုအပြီးတိုင်းမျက်မှောက်ပြုသွားပြီဆိုရင်ဘယ်တော့မှမသိတော့ဘူး။ယုတ်တရားနံတရားတွေမရှိတဲ့အတွက်သိခြင်းတရားဆိုတာလည်းမရှိတော့ဘူးပေါ့။ယုတ်တရားနံတရားတွေမရှိလို့ချမ်းသာဆိုတာရှိမှရှိပါမလားလို့တွေးစရာမလိုယုတ်တရားနံတရားတွေမရှိပေမဲ့အငြိမ့်တဲ့ချမ်းသာအေးတဲ့ချမ်းသာကတော့ရှိပါတယ်။ယုတ်တရားနံတရားတွေဟာဆင်းရဲဒုက္ခတွေ တ်လေဝိုင်းနေတယ်ဆိုတာရေယုတ်တရားနန္တရားတွေရဲ့လမ်းဆုံးပန်းတိုင်ဟာသိခြင်းတရားဖြစ်တယ်ဆိုတာရေကို လေးလေးနက်နက်သဘောပေါက်မယ်ဆိုရင်ယုတ်တရားနန္တရားမရှိတဲ့ချမ်းသာအသေးလွတ်ချမ်းသာဟာအမတန်လူချင်းစရာကောင်းတယ်အမတန်ရသင့်ရတတ်တဲ့ချမ်းသာတခုဖြစ်တယ်ဆိုတာသဘောပေါက်ပါလိမ့်မယ်အဲ့တော့ဘရောမမသိခြင်းရတော့နိဗ္ဗာန်ကိုအပိတိုင် မျက်မှောက်ပြုမှာပဲဖြစ်မယ်ဘရောမမသိနိုင်တဲ့ဘရောမမသိရာ ဖြစ်တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းရင် အသက်ရှူရမယ်မသေးခြင်းရင် အသက်ရှူပါမသေးခြင်းရင်ဆိုတာကဘယ်တော့မှမသေးတဲ့ဓာတ်ကိုရခြင်းရင်ဘယ်တော့မှမသေးတော့တဲ့အဖြစ်မျိုးကိုရောက်ခြင်းရင်ဘယ်တော့မှမသေးတဲ့နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းရင်လို့ဆိုလိုပါတယ်မသေးခြင်းရင် အသက်ရှူပါလို့ပြောလိုက်တော့မသေးလို့ပဲအသက်ရှူနေတာပေါ့အသက်ရှူနေလို့ပဲမသေးတာပေါ့လို့မေးစရာရှိတယ်သူ့အလိုအလျောက်မသေးရင်အသက်ရှူနေတာမသေးအောင်အသက်ရှူနေတာကိုဆိုလိုတာမဟုတ်ဘူး ခန္ဓာကိုယ်ရဲ့သဘာဝတိုင်းသူ့အလိုလျောက်အသက်ရှူနေတဲ့ရှူနည်းမျိုးနဲ့အသက်ရှူပါလို့ဆိုလိုတာမဟုတ်ပါဘူး။တမင်အားထုတ်ပြီးတော့ကြောင်းညာဆိုင်ပြီးတော့အသက်ရှူပါလို့ဆိုလိုတာ။တတိညာလေးနဲ့အသက်ရှူပါ။အမှတ်တတိလေးနဲ့အသက်ရှူပါ။ကုသိုလ်စိတ်လေးနဲ့အသက်ရှူပါလို့ဆိုလိုပါတယ်။လူချင်းတူပေမဲ့အသက်ရှူခြင်း क्वे တယ်ဆိုတဲ့စကားကိုအားလုံးကြားဘူးကြပါတယ်။အသက်ရှူခြင်း क्वे တယ်ဆိုတာကအကုသိုလ်စိတ်နဲ့အသက်ရှူတဲ့သူရဲ့ကုသိုလ်စိတ်နဲ့အသက်ရှူတဲ့သူရဲ့ဒါအသက်ရှူခြင်း क्वे သွားတာပေါ့။ သတိဉာဏ်နဲ့အသက်ရှူတဲ့လူရဲ့သတိဉာဏ်မပါဘဲနဲ့အသက်ရှူတဲ့လူရဲ့ဒါလည်းအသက်ရှူခြင်းကွဲတယ်လို့ခေါ်တာပဲအမတ်တတိနဲ့အသက်ရှူတဲ့သူရဲ့အမတ်တတိမပါဘဲအသက်ရှူတဲ့သူရဲ့ဒါလည်းအသက်ရှူခြင်းကွဲတာပါပဲအဲ့တော့မသိခြင်းရင်အသက်ရှူပါဘရောမမသိတဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းရင်အသက်ရှူပါဆိုတာသတိဉာဏ်လေးနဲ့အသက်ရှူပါအမတ်တတိလေးနဲ့အသက်ရှူပါဒါကြတော့ဝိပဿနာသဘောပြောတာပေါ့ဝိပဿနာမဟုတ်တဲ့တခြားကုသိုလ်တွေနေနဲ့ကြည့်မယ်ဆိုရင်လေကုသိုလ်စိတ်နဲ့အသက်ရှူပါ ဒါနာကမှုပြုနေရင်းနဲ့လည်းပဲအသက်ကရှူနေတာပဲဒါဆိုရင်ဒါနာကုသိုလ်စိတ်နဲ့အသက်ရှူနေတာပေါ့အဲ့ဒီဒါနာကုသိုလ်ဟာမသေးတဲ့နေမကိုမျက်မှောက်ပြုဖို့အတွက်အထောက်ပံ့ဖြစ်ပါစေလို့အာယုံပြုထားမယ်စိတ်ညွတ်ထားမယ်နှုတ်ကလည်းမျက်စုံမယ်ဆိုရင်အဲ့ဒီဒါနာကုသိုလ်စိတ်နဲ့အသက်ရှူနေတာဟာမသေးတဲ့နေမကိုရောက်ချင်းရဲ့အကြောင်းတရားပဲဒါကြောင့်ဒါနာကုသိုလ်စိတ်လေးနဲ့လည်းအသက်ရှူရမယ်သီလကုသိုလ်စိတ်နဲ့အသက်ရှူရမယ်ဝေယဝဆကုသိုလ်စိတ်လေးနဲ့လည်းအသက်ရှူရမယ်တရားနာတဲ့ဓမ္မသဝနာကုသိုလ်စိတ်လေးနဲ့လည်းအသက်ရှူရမယ် တရားဟောတဲ့တရားစကားလေးတွေပြောပြတဲ့ဓမ္မဒေသနာ ကုသိုလ်စိတ်လေးနဲ့လည်းအသက်ရှူရမယ်စသည်အရှင်ပေါ့ဝိပဿနာမှာတပါသောကုသိုလ်ကောင်းမှုတွေပြုနေရင်းနဲ့လည်းကုသိုလ်စိတ်နဲ့အသက်ရှူရမယ်ဒါမသိခြင်းအသက်ရှူပါဆိုတဲ့စကားထဲမှာဝိပဿနာမှာတပါသောတတိပဋ္ဌာန်ဘာဝနာမှာတပါသောတခြားကုသိုလ်စိတ်နဲ့အသက်ရှူပါဆိုတဲ့အဓိပ္ပာယ်လည်းပါတယ်နော်ပြီးတော့အမှတ်တတိလေးနဲ့လည်းအသက်ရှူရမယ်အဲ့ဒါကိုပဲအများနာလေးလောင်ပြောမယ်ဆိုတော့တတိထားပြီးအသက်ရှူရမယ် မသိခြင်းအသက်ရှူပါဆိုတာလူရင်းကတော့အာနာပါနကမ္မထာအထုပါလို့ပြောချင်တာပါပဲအာနာပါနကမ္မထာအထုပါလို့ပြောလိုက်ရင်ကိုယ်နဲ့မဆိုင်တယ်လို့အလံဝေးတယ်လို့ထင်နေလိမ့်မယ်အာနာပါနအာနာဆိုတာဝင်လေအပါနာဆိုတာထွက်လေအဲ့တော့ဝင်လေထွက်လေဝင်တိုင်းထွက်တိုင်းကိုသတိလေးထားပြီးရှူရမယ်ဝင်လေလေးဝင်သွားလို့ရှိရင်လည်းနှာသီးဝါးလေးမှထိပြီးတော့ဝင်သွားတယ်ထွက်လေလေးထွက်သွားတဲ့အခါမှာလည်းနှာသီးဝါးလေးမှထိပြီးတော့ထွက်သွားတယ်တချို့တော့လည်းနှာသီးဝါးပေါ့အများစုကတော့နှာသီးဝါးလေးမှထိပြီးတော့ဝင်သွားထွက်သွားတယ် တချို့ကလည်းပဲနှုတ်ခမ်းအထက်အထက်နှုတ်ခမ်းပြားလေးကိုထိပြီးတော့ဝင်သွားထွက်သွားတယ်။တယောက်နဲ့တယောက်မတူဘူးပေါ့။အဲ့တော့လင်းလေးဝင်သွားထွက်သွားထိသွားတဲ့နေရာလေးမှာပဲစိတ်ကလေးကိုကတ်ထားရမယ်။တချို့ကလည်းပြောကြတာပေါ့လေအာနာပါနာဆိုတာကသမထကြီးပဲဝိပဿနာမှာမဟုတ်တာအာနာပါနာအာထုံနေလို့ဘယ်လိုလုပ်နေပန်ရောက်မှာတုန်းလို့ပြောကြတယ်။ဒါမသိနားမလည်လို့ပြောကြတာပါ။အာနာပါနာဟာသမထဝိပဿနာစွဲစုံရတဲ့ကမ္မထာကြီးဖြစ်ပါတယ်။ လေချောင်းနောက်ကိုလိုက်ပြီးတော့ပုံသဏ္ဍာန်နမိတ်အရေးအယောင်ဤကိုရှုမဲ့ဆိုရင်တော့တမထကမ္မထံဖြစ်ပါတယ်။လေချောင်းနောက်ကိုမလိုက်ဘဲနဲ့အာဒီဝလေထိတဲ့တဏှာထဲမှာပဲစိတ်ကိုကတ်ထားပြီးတော့ထီမှုသဘောတူးမှုသဘောလှုပ်ရှားမှုသဘောပူးမှုသဘောအေးမှုသဘောတိမှုသဘောသဘောလေးတသက်ကိုရှုနေမဲ့ဆိုရင်တော့ဝိပဿနာကမ္မထံဖြစ်ပါတယ်။အဲ့ဒါနာဒီဝလေတတိကံပြီးတော့ထီမှုသဘောလေးကိုသိချာသိအောင်ကြည့်ပြီးတော့အသက်ရှုနေမဲ့ဆိုရင်ဝိပဿနာနဲ့အသက်ရှုနေတာပေါ့။ ဝိပဿနာဆိုတာကတော့ဖြစ်ဖြစ်မြင်မှရတာပေါ့လေဒါပေမဲ့ထိမှုသဘောသိမှုသဘောကမှမသိဘဲနဲ့လေယုံ nant ဖြစ်ဖြစ်ကိုမြင်တဲ့ဉာဏ်ကိုကြော်သွားလို့မရဘူးအဲ့ဒါဝိပဿနာသတိလေးနဲ့အသက်ရှူမယ်ဆိုရင်နာသီဝလေးလေးတိုးတဲ့ထိတဲ့နေရာလေးမှာအပြားတစ်ထောက်စာနေရာလေးပေါ့ဒါတင်စားပြီးတော့ပြောတာတကယ်အပြားတစ်ထောက်စာတော့မကောင်းဘူးပေါ့အဲ့တော့လေးလေးဝင်တော့ထိသွားတယ်ထိတဲ့နေရာလေးမှာပဲစိတ်ကိုကတ်ထားပြီးတော့ထိမှုသဘောလေးကိုသိနေဟိုးအတွင်းပဲဝမ်းပိုက်တဲ့အထိစိတ်ကိုလိုက်မသွားနဲ့လိုက်သွားလို့ရှိရင် အတွင်းပြန့်လွင့်မှုဖြစ်သွားတယ်။လေထွက်သွားလို့ရှိရင်နာသီဝလေးမှာထိပြီးတော့ထွက်သွားတယ်။ထိတဲ့နေရာမှာပဲစိတ်ကိုထားပါ။အပြင်လေဟာနဲ့ထိလေရောင်းဆုံးတဲ့ဒီစိတ်ကိုလိုက်စိတ်ကလိုက်မသွားနဲ့။လိုက်သွားလို့ရှိရင်အပြင်ပြန့်လွင့်မှုဖြစ်ပါတယ်။ထိတဲ့နေရာတနေရာထဲမှာပဲစိတ်ကလေးကတ်ထားရမယ်။တတိလေးကတ်ထားရမယ်။ဉာဏ်လေးကတ်ထားရမယ်။ဒါဆိုရင်တတိသမารိဉာဏ်တဖြည်းဖြည်းအားကောင်းလာတာနဲ့အမျှရုပ်သဘောနံသဘောတွေသိလာမှာပဲ။ ပထမတော့နှစ်နာသီဝဆိုတဲ့ပညာကလေးနှခေါင်းဆိုတဲ့ပညာလေးနှခမ်းဖျားဆိုတဲ့ပညာကလေးလေဆိုတဲ့ပညာကလေးငါရှူနေတယ်ဆိုတဲ့ပညာကလေးငါရှိုက်နေတယ်ဆိုတဲ့ပညာလေးငါမှတ်နေတယ်ဆိုတဲ့ပညာလေးတွေလည်းရှိနေသေးတာပေါ့ထင်ရှားနေသေးတာပေါ့တရိသမารိညာအာကောင်းသွားပြီထိမှုတစ်ခုတည်းကိုပဲတည်တည်ချာချာစူးစူးစက်စက်နဲ့ရှုမှတ်သွားပြီဆိုရင်ညာအာကောင်းလာတဲ့အခါမှာထိမှုသဘောနဲ့တိမှုသဘောသဘောလေးနှစ်မျိုးပဲထင်ရှားလာလိမ့်မယ်ထိမှုဆိုတာ တခုခုနမူနာပြောတာပေါ့တချို့တော့လေထိတာကိုအရင်ပြလိုက်လို့ရှိရင်ဘူးတိုင်းအေးတာထင်ရှားတာလည်းရှိမယ်နွေးတာထင်ရှားတာရှိမယ်မားတဲ့သဘောပြောတဲ့သဘောထင်ရှားတာရှိမယ်စသည်အားဖြင့်သဘောတွေကတော့အမျိုးမျိုးရှိတာပေါ့အဲ့တော့ထိတာလေးနဲ့သိတာလေးနဲ့အစုံလိုက်တာလေးသိနေမှဆိုရင်ထိတာကယုတ်တရားသိတာကနန္တရားထိတာလေးကလည်းတတိပိတတိဖြစ်ပြသိတာလေးကလည်းတတိပိတတိဖြစ်ပြဖြစ်လိုက်ပြလိုက်နေမို့လို့မမြဲတဲ့အနေအဆဖြစ်ချင်းဖြစ်ချင်းရဲ့နှိမ့်ဆက်မှုတန်ခံရလို့မကောင်းတဲ့ဒုက္ခ ဖြစ်တာကိုမပြအောင်ပြတာကိုပြပြီးတဲ့နောက်လည်းထပ်မဖြစ်လာအောင်ဘလို့မှတားဆီးလို့မရလို့ကိုမပိုင်နဲ့အနတ္တာထိမှုသဘောနဲ့သိမှုသဘောကိုသိရင်ယုံနာကွဲသွားတာပေါ့ထိတာလေးရှိလို့လက်ထိမှန်သိတဲ့နန္တရားလေးဖြစ်လာတယ်ဝင်လေးရှူခြင်းနဲ့စိတ်လေးကြောင့်လည်းရှူတဲ့ဝင်လေးလေးဖြစ်လာတယ်ထွက်လေးရှိုက်ထုတ်ခြင်းနဲ့စိတ်ကလေးကြောင့်လည်းထွက်လေးဆိုတဲ့ယုံတရားလေးဖြစ်လာတယ်စသည်အားဖြင့်ယုတ်ကြောင့်နံဖြစ်နံကြောင့်ယုတ်ဖြစ်ဆိုတဲ့အကြောင်းကျိုးလေးလည်းသိလာမယ်ယုံနာကွဲအကြောင်းကျိုးသိဖြစ်ပြမြင်လက္ခဏာထင်တဲ့ဉာဏ်နဲ့ အကောင်းသွားပြီဆိုရင်မဉ္ဇဉ်ဘုံဉ္ဇဉ်ဆိုင်ပြီးတော့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ပါတယ်။ထိမှုသိမှုထိုးနှခုတတိကြကြပြုဆိုတဲ့အတိုင်းပေါ့လေ။ထိမှုလေးတစ်ခုကိုတရားစူးစိုက်ကြည့်နေသိမှုသဘောလေထင်ရှားလာမှာပါပဲ။ဒါကြောင့်မြတ်စွာဘုရားရှင်ကအာနာပါနလို့ခေါ်တဲ့ဝင်လင်ထွက်လေးကိုရှုမှတ်ပွားများမယ်ဆိုရင်တတိပဌာန်၄ပါးလုံးရှုမှတ်ပွားများမိသားဖြစ်ပါတယ်တဲ့။ထိမှုသဘောပူမှုသဘောအိမှုသဘောလေးတွေကိုသိနေတာကကာယ ानु ပဒနာပေါ့။ကာယ ानु ပဒနာတတိပဌာန်ပေါ့။ဝင်လင်ထွက်လေးကိုစိုးစိုးမြဲမြဲရှုမှတ်လာပြီဆိုရင် စိတ်ထဲမှာငြိမ်းအေးတဲ့သဘောလေးတွေဝမ်းသာတဲ့သဘောလေးတွေနှစ်သက်တဲ့သဘောလေးတွေကြည်ညိုတဲ့သဘောလေးတွေပိတိဒုက္ခသဘောလေးတွေထင်ရှားလာပါတယ်ဝင်လင်ထွက်လင်ရှုမှတ်လို့စိတ်ကြီးရတယ်စိတ်ဆင်းရဲတယ်ဆိုတာမရှိဘူးဟိုရှုမှတ်လိုက်ရလို့မကောင်းတဲ့အာယုံလေးတွေပေါ်လာတယ်ဆိုတာမရှိဘူးထိုင်နာကြလို့သာတင်မနာကျင်နာမယ်ဝင်လင်ထွက်လင်ဆိုတဲ့အာယုံလေးကြောင့်တော့ဖြင့်စိတ်ဆင်းရဲစရာစိတ်ညစ်စရာအဆိုးတွေကျုံနေဆိုတာမရှိပါဘူး ဒုက္ခဝေဒနာတွေကြုံနေဆိုတာမရှိဘူးဒုက္ခဝေဒနာတွေပဲကြုံနေအဲ့ဒီနှစ်သက်ကြည်နှူးမှုလေးတွေဝမ်းမြောက်ငြိမ်းအေးမှုလေးတွေကိုနှစ်သက်တယ်နှစ်သက်တယ်ဝမ်းမြောက်တယ်ဝမ်းမြောက်တယ်စသည်အဖြင့်ရှုမှတ်နေဝေဒနာနုပဒနာရှုမှတ်ပွားများတယ်လို့ခေါ်ပါတယ်ဝိညာဉ်ထက်လေးရှုမှတ်လာလို့ရှိရင်စိတ်တွေကြည်လင်လာမယ်အေးချမ်းလာမယ်ကြည်လင်တဲ့စိတ်ကလေးကိုရှုနေမယ်အေးချမ်းတဲ့စိတ်ကလေးကိုရှုနေမယ်ကြည်လင်တဲ့စိတ်အေးချမ်းတဲ့စိတ်ကလေးကိုတတိတဲ့သိနေမယ်ဆိုရင်စိတ်ဓာနုပဒနာသတိပဋ္ဌာန်ပွားများပြီးသားဖြစ်သွားတယ်ထိမှုပူးမှုအေးမှုဆိုတဲ့ ုတ်တရားလေးတွေကလည်းဖြစ်လိုက်ပြက်လိုက်နှစ်သက်ကြည်နှူးမှုဝမ်းမြောက်ငြိမ်းအေးမှုဆိုတဲ့ဝေဒနာလေးတွေကလည်းဖြစ်လိုက်ပြက်လိုက်ကြည်လင်တဲ့စိတ်အေးချမ်းတဲ့စိတ်လောဘဒေါသဆက်တဲ့ကိလေသာတွေကနေလွတ်မြောက်တဲ့စိတ်ကလေးကလည်းဖြစ်လိုက်ပြက်လိုက်အဲ့ဒီဖြစ်ချင်းပြက်ချင်းသဘောလေးဆိုတာကဓမ္မလို့ခေါ်တယ်အဲ့ဒီဖြစ်ချင်းပြက်ချင်းသဘောလေးကိုဆက်ကဆက်ကရှုမှတ်ပြီးသိနေမယ်ဆိုရင်ဓမ္မ ानु ပဒနာသတိပဋ္ဌာန်ကိုပွားများပြီးသားဖြစ်ပါတယ်။ဒါကြောင့်ဝင်လေထွက်လေတူတိုင်းထီတိုင်းတူးမှုသဘောထီမှုသဘောလေးကိုသိနေုံနဲ့သတိပဋ္ဌာန်တရား၄ပါးလုံးကို ပေါ်များပြီးသားဖြစ်သွားတယ်။ဝင်လင်ထွက်လေဆိုတာကတင်မလင်ခွေခါဆက်မျက်စိမှိတ်ပြီးတော့တရားထိုင်တဲ့အချိန်မျိုးမှာမှထင်ရှားရှိတာမဟုတ်ဘူး။တရားထိုင်တယ်လို့မထိုင်မနဲ့ရိုးရိုးထိုင်နေတဲ့အချိန်မှလည်းထင်ရှားရှိတယ်။သွားနေရင်လည်းရှိတယ်၊ရက်နေရင်လည်းရှိတယ်၊လျှောက်နေရင်လည်းရှိတယ်၊ဓမ္မစနေရင်လည်းရှိတယ်၊ရေချိုးနေရင်လည်းရှိတယ်စသဖြင့်ဖြစ်ပေါ့။အဲ့ချိန်နိုးချိန်အချိန်တိုင်းမှာထင်ရှားရှိနေပါတယ်။အဲ့ချိန်နိုးချိန်အချိန်တိုင်းမှာလည်းထင်ရှားရှိတယ်၊ရှုမှတ်ရတာလည်းလွယ်ကူတယ်။ အဲ့တော့လေဝနာထွက်တာလေးကတော့တိကျရှုမှတ်မှမဟုတ်သွားရင်လိုင်းရင်လဝင်းကန်ရင်စားရင်တောင်းရင်နေရင်ထိုင်ရင်ပြောရင်ဆိုရင်ရှုမှတ်မယ်ဆိုလေရှုလို့ရတယ်ရှုမှတ်လို့အခက်ဆုံးဖြစ်တဲ့စကားပြောနေတဲ့အချိန်မှတောင်းမှကြိုးကြကြိုးကြလေးနှာသီးဝလေးသတိကပ်ပြီးတော့လေလေးကိုရှုလိုက်လို့လေရှုတာလေးကိုသတိလေးကပ်လိုက်လို့လေရှိုက်တာလေးကိုသတိလေးကပ်လိုက်လို့ရပါတယ်အလေးကျင့်လေးလှုပ်ထားဖို့ပဲလိုတယ်အလေးကျင့်အားကောင်းသွားပြီဆိုရင်သတိမြဲပြီးတော့ဘလောက်ပဲအလုံရှုပ်ရှုပ်ဘလောက်ပဲအလုံများများနှာသီးဝလေးသတိကပ်ပြီးတော့ဝင်နေထွက်လေးကိုရှုမှတ်ဖြစ်သွားမှာပါပဲအဲ့တော့ ဝင်သက်ထွက်သက်လို့ဆိုတဲ့အတိုင်းပေါ့လေဝင်လေထွက်လေဟာဘဝတစ်ခုရှင်သန်နေခြင်းအသက်ရှင်နေခြင်းရဲ့အထူးအကြောင်းတရားဖြစ်တယ်ဒါကြောင့်ဝင်လေပြန်မထွက်တော့ဘူးထွက်လေပြန်မဝင်တော့ဘူးဆိုရင်သေတယ်ခေါ်တာပဲဒါကြောင့်ဝင်နေထွက်လေကိုရှုမှတ်တဲ့ကမ္မထံကိုဝင်သက်ထွက်သက်ဆိုတဲ့ဇာတ်လေးနဲ့ကပ်ပြီးတော့စဉ်းစားကြည့်လိုက်တော့အာနာပါနကမ္မထံဟာယောဂီတိုင်းရဲ့အသက်သွေးကြောကမ္မထံပဲတနည်းပြောမယ်ဆိုလို့ရှိရင်လေဝင်နေထွက်လေနဲ့ပတ်သက်တဲ့ယုတ်တရားနံတရားတွေရဲ့ယုံနံဖြစ်ပြည့် သဘောတရားတွေကိုပိုင်နိုင်သွားပြီဆိုရင်တခြားမြင်သမျှကြားသမျှနားသမျှစားသမျှထိသမျှတွေးသမျှအာယုံ6ပါးလုံးနဲ့ပတ်သက်တဲ့ယုတ်တရားနံတရားတွေရဲ့ဖြစ်ပျက်သဘောအိစ္ဆဒုက္ခအနတ္တသဘောတွေကိုလည်းအလွယ်တကူသိမြင်သွားနိုင်တယ်။ဒါကြောင့်အာနာပါနကမ္မထံကိုအညာကံကမ္မထံလို့လည်းခေါ်တယ်။ဝင်လင်ထွက်လိလေးကိုသွားရင်လိုက်ရင်လဝင်းကိုင်းနဲ့အမြဲတမ်းဆွဆွမြဲမြဲရှုမှတ်နေပြီဆိုရင်တတိယသမာဓိအာရိက ကောင်းနေတယ်။တတိယသမာဓိအာညာအာရိကကောင်းနေတော့မြင်လာလို့ရှိရင်လည်းမြင်နေမြင်နေမြင်သိဖြစ်ဖြစ် ြားတော့လဲကြားသည်ဖြစ်ဖြစ်နန္ဒမယအာယုန်နေလဲနန္ဒီဖြစ်ဖြစ်ခမင်းစားတဲ့အခါမုံပဲသေးသာစသည်စားတဲ့အခါဒီမှာလဲစားသည်ဖြစ်ဖြစ်ခန္ဓာကိုယ်နဲ့ဘာနဲ့ပဲထိတိထိသည်ဖြစ်ဖြစ်စိတ်ထဲကဘာတွေပဲတွေးတွေးတွေးသည်ဖြစ်ဖြစ်စဉ်းစားသည်ဖြစ်ဖြစ်စသည်အဖြစ်ကျန်တဲ့အာယုန်တွေကိုလဲအလိုလျောက်ရှုမှတ်မိရတာဖြစ်သွားတယ်အခြေခံဘုဒ္ဓတာအနေနဲ့တော့သိထားမှာပေါ့တတိပဋ္ဌာန်ဝိပဿနာတရားပွားများတယ်ဝိပဿနာလို့အားထုတ်တယ်ဆိုတာ အာယုံ၆ဒွါရ၆ပါးမှာအာယုံ၆ပါးနေစုံတိုင်းစိတ်၆ပါးဖြစ်တိုင်းဖြစ်တိုင်းကိုဖြစ်နေတဲ့အတိုင်းလေးရှုမှတ်ရတာပဲဆိုတဲ့ဘုဟုတ္တတလေးလေးရှိထားမယ်ဆိုရင်ဝင်လင်ထွက်လေးကိုပင်နိုင်ထားပြီးတော့ကျန်တဲ့ပေါ်သမျှအာယုံတွေကိုအလွယ်တကူရှုမှတ်ပွားများလို့ရှားသွားပါတယ်။ဒါကြောင့်မသိခြင်းရင်အသက်ရှူပါဘရောမမသိနိုင်တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းရင်နာသီဝါလေးတတိကံပြီးတော့ဝင်လင်ထွက်လေးရှုမှတ်တဲ့အလုပ်ကိုလုပ်ပါ။တိကြတင်မလဲခွေခတ်ဆက်မျက်စိမိထိုင်ရင်းနဲ့လည်း9မိနစ်ရ9မိနစ်7မိနစ်15မိနစ်နိုင်ရွက်တနိုင်စသည်အဖြင့်လည်း ခြင်းရရသလိုရှုမှတ်ပါ။သွားရင်လာရင်လုံရင်ကန်ရင်စားရင်တောင်းရင်ပြောရင်ဆိုရင်နဲ့လေ။နာသီဝါလီတတိကပ်ပြီးတော့ဝင်လင်ထွက်လီရှုမှတ်ပါ။မသိခြင်းရအသက်ရှုပါ။ဝိပဿနာပုံစံနဲ့ရှုနိုင်မှမဟုတ်ပါဘူး။တစ်ခါတည်းကျတော့လေလေဝင်သွားမှလေထွက်သွားမှသိလိုက်ယုံကလေးပဲဆိုရင်တော့ဒါသမထကမ္မထံလို့ပြောရမှာပေါ့။ထိမှုသဘော၊တွမှုသဘော၊ပူးမှုသဘော၊အေးမှုသဘောလေးသဘောလေးတွေကိုမသိဘူးဆိုရင်တော့ဝင်မထမှသိုံတသက်ပဲဆိုရင်တော့သမထဖြစ်သွားမှာပေါ့။ဒါလည်းပဲစိတ်ရဲ့တည်ငြိမ်မှုအေးချမ်းမှုကိုရတာပါပဲ။ ဲ့တော့လေးကိုသတိထားပြီးရှူလိုက်တဲ့တို့ကြောင့်သမထဝိပဿနာတွေထူးထူးခြားခြားမငြင်းချက်ဘူးပဲထားလိုက်ပါအောင်မသိယုံတမဲ့မြင်းမြင်းကလေးရှူနေရကနေသတိထားပြီးရှူလိုက်တော့လေတွေပြည့်ပြည့်ဝဝဝင်တဲ့အတွက်ခန္ဓာကိုယ်မှာအောက်ဆီဂျင်တွေပို့ပြီးတော့ရတယ်အောက်ဆီဂျင်ပြည့်ဝရတဲ့အတွက်အုံနောင်လည်းကြည်တယ်စိတ်လည်းကြည်တယ်အသွေးသားတွေလည်းကြည်တယ်စိတ်တွေလည်းအေးချမ်းတယ်ပေါ့ဒါကြောင့်မသိခြင်းအသက်ရှူပါဆိုတာမသိရနိဗ္ဗာန်ရောက်ခြင်းအသက်ရှူပါဆိုတဲ့အဓိပ္ပာယ်နဲ့မကဘူး ိတ်ချမ်းသာမှုမသိခြင်းရဲ့အသက်ရှူပါစိတ်အေးချမ်းမှုမသိခြင်းရဲ့အသက်ရှူပါရုပ်ဆင်းကြည်လင်မှုမသိခြင်းရဲ့အသက်ရှူပါဝင်နေထွက်လေရှင်ရုပ်ဆင်းလေးလည်းကြည်လင်တာပေါ့ရုပ်ဆင်းနုပြူခြင်းရဲ့အသက်ရှူပါဝင်နေထွက်လေမြန်ရှုမှတ်နေမှာဆိုရင်ရုပ်ဆင်းလည်းပို့ပြီးတော့နုပြူလာမှာပေါ့အသိဉာဏ်ပညာတွေမသိခြင်းရဲ့အသက်ရှူပါဝင်နေထွက်လေကိုမြန်ရှုမှတ်ပေါ်များခြင်းဖြင့်အုံနာအာရီကောင်းပြီးတော့မညာအာရီလည်းကောင်းပြီးတော့ဉာဏ်နေထက်မြက်လာမှာပဲဒါတော့မသိခြင်းရဲ့အသက်ရှူပါဆိုတာနိဗ္ဗာန်ရောက်ခြင်းရင်တသက်တည်းမကပါဘူး အဲ့တော့ဝင်လင်ထွက်လေကမ္မထံဆိုတာတဏိပြဏရွှေတတိကံကမ္မထံလို့ပြောလို့ရတယ်။သမထဘက်လည်းရတယ်၊ဝိပဿနာဘက်လည်းရတယ်၊ကျမ်းမာရေးဘက်လည်းရတယ်။ကျမ်းမာရေးရဲ့သမထရဲ့ဝိပဿနာရဲ့သုံးမျိုးလုံးရတယ်ကမ္မထံဖြစ်ပါတယ်။ဒါကြောင့်မနဲ့အယထအချိန်မှလည်းပဲလေးကိုလေးလေးနက်နက်ပြင်းပြင်းလေးရှူပြီးတော့ကိုယ်လက်လှူရှာမှုလေးတွေပါတွဲပြီးတော့လေ့ကျင့်သွားမယ်ဆိုရင်လည်းပဲဒါကျမ်းမာရေးတော့ထောက်ကူပြုတယ်။ကျမ်းမာရေးကောင်းတဲ့အတွက်လည်းစိတ်တွေကြည်လင်၊ရုပ်တွေကြည်လင်ပြီးတော့သမထဝိပဿနာဘာဝနာလုပ်တွေအားထုတ်ရတာကုသိုလ်လုပ်တွေအားထုတ်ရတာလည်း ပူပြီးတော့အရည်သွေးတွေကောင်းလာနိုင်ပါတယ်ကုသိုလ်အာယုံပုံမိပြီးတော့ကုသိုလ်ရဲ့အရည်သွေးတွေလည်းပူပြီးတော့တောက်ပြောင်လာနိုင်ပါတယ်ဒါကြောင့်အာနာပါနဝင်ရင်ထွက်လေကိုတခုခုပင်နိုင်ထားပြီးတော့ဒါနသီလသမထဝိပဿနာကုသိုလ်ကောင်းမှုတွေအားလုံးကိုအရည်သွေးကောင်းကောင်းစွန့်ရည်ပြည့်ပြည့်ဖြစ်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့ဦးဇင်းတို့ရဲ့မသေးခြင်းရဲ့အသက်ရှူပါဆိုတဲ့တရားကိုဒီနေရာမှာပဲညီကုန်းချုပ်ပါတော့မယ်အပမဒိနာတမ္ပါဒိတာ အပမာဒီနမမိမလျောမပေါ်မဆပြင်းပြထက်သန်မကန်သောတတိတရားဖြင့်တမ္ပါဒီထသီလသမာဓိပညာဥစွာသောသိခာသုံးပါးတို့ကို ကိုစီကိုငါပြည့်စုံအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်တည်း